င်္ဂလာပါခင်ဗျာမင်္ဂလာပါတော့ကျွန်တော်ညီလေးညီမလေးတော့ကျွန်တော်ကောင်မလာအောင်မင်္ဂလာပါခင်ဗျာโอเคဒီနေ့ကျွန်တော်ခိုင်စကားကိုအမြန်ဆုံးပြောတဲ့ဝတ်အတွက်နေလိုက်ကောင်းလေးတွေနဲ့မျှဝေပေးခဲ့ခြင်းလို့ပါဆိုတော့ဒီဗီဒီယိုပိုင်းကကျွန်တော်အကြံပေးဗီဒီယိုလေးဖြစ်တဲ့လေ့ကျင့်သင်ခန်းစာလေးပါတခါလေးဖြည်းဖြည်းမှဖြည်းတဲ့အတွက်တီတီရှင်းရှားစနစ်တကျနဲ့လေ့လာပေးသွားဖို့လည်းကျွန်တော်ရင်ဆုံးတိုက်တွန်းပေးရစင်เนาะဆိုတော့စားလိုက်ကြအောင်ပါ ျွန်တော်တို့တွေထိုင်းစကားလေ့လာတဲ့အခါမှာကျွန်တော်တို့အများဆုံးပြောတတ်နိုင်ဖို့အချင်းတို့တွင်မိမိလေ့လာထားတာလေးတွေကိုစနေတရားသူရှားတတ်နိုင်ဖို့ဆိုလို့ရှိရင်တော့ကျွန်တော် listening လေးတွေကိုစနေတရားသိထားဖို့လိုတာပေါ့နော်ဆိုတော့ကျွန်တော်ပြင်နေတဲ့စနေကဒီနေ့မှာကျွန်တော်ကျွန်တော်တင်တဲ့အထက်မှာတင်တဲ့အခြေခံစကားပြောနေ6မျိုးရှိတယ်အခြေခံစကားပြောနေပုံစံ6မျိုးအဲ့ဒီခြေကမှကျွန်တော်2မျိုးကိုယူပြီးတော့ညဝေပြင်မယ်ဒီနေ့ညမှာဆိုလို့နော်ဒီပြင်လို့မဟုတ်ပါဘူးနောက်နေ့တွေမှာပြေးတော့မှာပါဆိုတော့အဲ့ဒီ2မျိုးကိုကျွန်တော်တို့စနေတရားလေ့လာမယ်ပြလို့ရှိရင်ဘလို့သူရှားမလဲဆိုတာကိုကျွန်တော်နဲ့အတူတူ လက်တွေလေးလာလိုက်ကြရအောင်ပါဆိုတော့အချိန်ကနေစနေပုံစံအချိန်ကထိုင်းစကားပြောနေပုံစံ၆မျိုးမှာကျွန်တော်သူ့မျိုးထစ်ကနံပါတ်၁ကပါလဲဆိုတော့အလေးသိန်းစကားပြောနေအလေးသိန်းစကားပြောနေဆိုတာကျွန်တော်တော့တရားမှတ်မယ်နော်အလေးသိန်းစကားပြောနေဆိုတာကျွန်တော်တော့ဝဲကြမှာဖိုးမေတိုက်ပြီးပြောတာသွားဖို့သွားမေဆိုပြီးတော့ဖိုးမေတိုက်ပြီးလို့ပြောတာတချက်နောက်တစ်ချက်ကကျွန်တော်တို့အငင်းစကားပြောနေအငင်းစကားပြောနေဆိုတာကျွန်တော်တို့ညင်းတာလေအဲ လောက်တယ်မလောက်ဘူးဆိုပြီးတော့လောက်တယ်ဆိုရင်မလောက်ဘူးပေါ့မာတက်ပြီးတော့ညင်းတာမှတ်ထားနော်မာတက်ပြီးတော့ညင်းတာနောက်တနည်းကကျွန်တော်တို့ PC ကြောင်းပြုံးနေ PC ကြောင်းပြုံးနေဆိုတော့လောက်ပြီးပြီဆိုတဲ့အကြောင်းကို PP ဆိုပြီးတိုက်ပြီးတော့ပြောတာပေါ့နော်ဝဲကြမှာ PP တိုက်ပြီးပြောတာ PP ဆိုတော့ဘယ်လိုပုံစံမျိုးလေးပြောကြမလဲဆိုတာကိုတရားစနစ်လေးကြလေ့လာသိကြမယ်ဆိုတော့ကျွန်တော်တို့နံပါတ်1အလေးသင်းပြုံးနေဆိုတာဒါနည်းစနစ် theory နော်အလေးသင်းပြုံးနေဆိုတာကရိယာစကားလုံးရဲ့အချင်းမှာကျွန်တော်တို့ကရိယာစကားလုံးရဲ့အချင်းမှာကျွန်တော်တို့ ကြားတက်ပြီးတော့ပြောပြရမှာပါတေချာမထနောအရင်အရေးကြီးတယ်ကရိယာစကားလုံးတွေရရှိမှကြားကလေးတက်ပြီးတော့ပြောပြလဲယူမှာပဲဒါလေးသင်ပြောနေโอเคဆိုတော့ဥပမာအပြင်ပြောရလို့ရှိရင်ကျွန်တော်သွားတယ်ဆိုလို့ရှိရင်ပိုင်အဲ့တော့သွားမယ်သွားဖို့ဆိုတဲ့စကားမျိုးပြောနေတယ်ဆိုလို့ရှိရင်အချိန်မှကြားတက်လိုက်မယ်ကြပိုင်ခပ်ခပ်ဆိုတာရင်ကျင်းနေပြောတာကြပိုင်ခပ်သွားမယ်ခမသွားမယ်ရှင်ဆိုပြီးတော့ဖြစ်သွားတယ်ဟုတ်တယ်နော်။ Okay နောက်တစ်မျိုးကကျွန်တော်အငင်းစကားပြောနေအငင်းစကားပြောနေဆိုတာကျွန်တော်ညင်းပေါ်ဟာလေမတက်ပြီးတော့ညင်းမှာဘယ်လိုညင်းမလဲဆိုတော့ ကရိယာစကားလုံးရဲ့အရှင်းမှာမိုက်တိုက်ပြီးတော့ပြောပါတဲ့မိုက်ဆိုတာငင်းတာမိုက်တိုက်ပြီးတော့ပြောပါတဲ့ဥပမာအပြင်ဆိုလို့ရှိရင်ဒီရမန်းတော့ကရိယာစကားလုံးရဲ့အရှင်းမှာမိုက်တိုက်ပြီးတော့ပြောမယ်အဲဥပမာအပြင်ဆိုလို့ရှိရင် time လောက်တယ် time လောက်တယ်ဆိုလို့ရှိရင်လောက်တယ်ရဲ့အရှင်းမှာ မလောက်ဘူးလို့ပြောချင်မိုက်တိုက်လဲရုံပဲမိုက် time ခါမလောက်ဘူးဆိုလို့ပြောမယ်မိုက် time ခါမလောက်ဘူးဆိုလို့ပြောမယ်ဒါကအငင်းစကားပြောနေဆိုတော့ PC ကြောင့်ပြောနေနောက်တစ်မျိုးနံပါတ်3မျိုးကပါလဲ သူခုမြမျိုးက PC ကြောင့်ပြုံးနေ PCB ဆိုတဲ့အကြောင်းကိုပြောမှာဟုတ်တယ်နော်ဆိုတော့ဘယ်လိုပြောမလဲဆိုတော့ဒီစကားလုံးမှာကရိယာစကားလုံးတွေရဲ့အနောက်မှာလေယောတက်ပြလဲယူပါတယ်ကရိယာစကားလုံးတွေတို့မဟုတ်ဝေကြတွေရဲ့အနောက်ဆုံးမှာလေယောတက်ပြပြရမှာစုစုကနှလုံးလိုမျိုးရှေ့ကတက်ပြရမှာမဟုတ်အနောက်